လူတယောက်ကံကောင်းလာတော့မယ်ဆိုတာကိုရှေ့ပြေးနမိတ်တွေကြည့်ပြီးတော့သိရှိနိုင်ပါတယ်။နိုင်ငံတိုင်းမှာတော့ကံကောင်းခြင်းရဲ့နမိတ်တွေနဲ့ပတ်သက်ပြီးအယူအဆမျိုးမျိုးရှိနေတတ်ပါတယ်။အယူအဆအမျိုးမျိုးတွေကမှလူအများစုနားလည်လက်ခံယုံကြည်ထားတဲ့ကံကောင်းခြင်းရဲ့နမိတ်သင်္ကေတတွေလည်းရှိပါတယ်။သင်စီကိုကံကောင်းခြင်းတွေမကြခင် ရောက်ရှိလာတော့မယ်ဆိုရင်တော့ဒီလိုရှေ့ပြေးနမိတ်သင်္ကေတတွေကိုမြင်တွေ့ဖြစ်ပေါ်ရှာတတ်ပါတယ်ရှင်။ ီကနေ့မှာတော့ကံကောင်းခြင်းနဲ့လာတော့မယ်ဆိုတာကိုသိနိုင်မယ်နမိတ်တွေအကြောင်းကိုပြောပြပေးကြပါရစေ။နမတ်တွေငှက်တွေအတိုက်လာဖွဲတာငှက်တွေကတင်းရဲ့နေအိမ်တိုက်ခန်းဒါမှမဟုတ်ရုံးခန်းဆိုင်ခန်းစောင့်နေမှာအတိုက်လာဖွဲမယ်ဆိုရင်တော့ဒါကကံကောင်းခြင်းရဲ့ရှေ့ပြေးနမိတ်တစ်ခုပါ။ငှက်တွေကကိုယ်စီမံလာပြီးအတိုက်ဖွဲတယ်ဆိုတာကသိစီမကောင်းတဲ့ positive energy တွေရှိနေရလို့မှတ်ယူကြပြီးတော့ဒါက ကျမ်းမာရေးနဲ့ပျော်ရွှင်မှုတွေတိုးတက်ကောင်းမွန်လာမယ်ရှင်ပြင်းနမိတ်တစ်ခုပဲဖြစ်ပါတယ်။နမနှင်းတရိษံတကောင်ကောင်က မျက်စိနဲ့လမ်းမပြီးတော့ရောက်လာတာ။ကို့အိမ်သုံးမဟုတ်ရုံငန်းကိုတရိษံတကောင်ကောင်ကမျက်စိနဲ့လမ်းမပြီးရောက်လာတာကလည်းဒါကကံကောင်းခြင်းနမိတ်ပါပဲ။ခွေးတို့ကြောင့်တို့ကို့အိမ်ကိုမျက်စိနဲ့လမ်းမပြီးရောက်လာမယ်ဆိုရင်တော့ဒါကသိစီကိုကံကောင်းခြင်းတွေမကြခင်ရောက်လာတော့မှာပဲဖြစ်ပါတယ်။ ဒါပေမဲ့အိမ်နေချန်နယ်ကိုကြောင်တကောင်ဝင်လာရင်တတိသာကြည့်ပါကြောင်နဲ့ဆိုရင်တော့ဒါကတစ္ဆာပေါက်ယုံကြည်မှုအလွဲသုံးခံရမယ့်နမိတ်ဖြစ်ပြီးတော့ကြောင်ပြူဆိုရင်အိမ်သားတယောက်ယောက်နေတိုင်းမကောင်းဖြစ်မယ့်နမိတ်ပဲဖြစ်ပါတယ်ဒါပေမဲ့ကြောင်ဝါရွှေဝါရောင်ကြောင်မျိုးဝင်လာရင်တော့ကံကောင်းတော့မယ့်နမိတ်ပဲဖြစ်ပါတယ်ကြောင်ကခိုးရုံကဂံမီယအတတ်ပညာနဲ့ဆက်နွယ်တဲ့တတ္တဝမျိုးလေးဖြစ်ပါတယ်ရှင်နံပါတ်3 တွင်းရင်လာရင်လမ်းမမွေနဲ့တဲ့တဲ့တိုးတာတွင်းရင်လာရင်လည်းလမ်းမမွေနဲ့တဲ့တဲ့တိုးသူတွေရှိကြမှာပါမွေကိုမြင်ရတာက ကိုဘွားအတွက်အရေးကြီးအရေးပါတဲ့အဖြစ်အပျက်သို့မဟုတ်လူတယောက်ပေါ်လာမှာကိုနမိတ်ပြတာပါပဲအစိတ်ပြင်းတဲ့မွေဖြစ်လေကံမူကောင်းလေလို့လည်းအဆိုရှိပါတယ်မြမပေတင်ပညာမှာတော့အမျိုးသားဆိုကိုလက်ဝဲကနေမွေဖြန့်ရင်ကံကောင်းစေတတ်ပြီးတော့အမျိုးသမီးဆိုရင်တော့ကိုလက်ရာကဖြန့်ရင်ကံကောင်းနေဆိုပြီးတော့ အကြံပြင်းသတ်မှတ်ထားတာရှိပါတယ်။ဖြစ်နိုင်ရင်တော့မွေးကမတက်ဘဲနဲ့လှုပ်ပင်းလိုက်တင်ပါတယ်။နံပါတ်၄ကိုယ်အတွက် နေကောင်းရက်တာလို့သတ်မှတ်တဲ့နေ့သို့မဟုတ်ရက်ရစာတရက်မှာတစုံတယောက်ကမိုးဖိုးဝေးဖြစ်ဖြစ်ကျွေးပြန်ပေးတာကိုယ်အတွက်နေကောင်းရက်တာလို့သတ်မှတ်တဲ့နေ့သို့မဟုတ်ရက်ရစာတရက်မှာတစုံတယောက်ကမိုးဖိုးဝေးဖြစ်စီကျွေးပြန်ပေးတာမျိုးဖြစ်စီပေးလာခဲ့ရင်တော့အဲ့ဒီငွေကိုသိမ်းထားပါအဲ့ဒီငွေက ကံကောင်းပျော်ရွှင်စေမဲ့လက်ငွေဖြစ်ပါလေ။ကို့အတွက်နေကောင်းရသမျိုးတတ်မှတ်မထားရင်တော့လာစန်းတည့်ရဓမ္မမဟုတ်လာပြည့်နေ့မှာရလာတဲ့ငွေဆက်ကူတွေကကံကောင်းစေတဲ့လက်ခုံငွေပဲဖြစ်ပါလေ။နမငါကြေကြေတာလူတီများ၏စကားတခုရှိပါသည်။ကြေကြေရင်ဆူတောင်းပါလေ။တခါတလေကိုယ်စိတ်ထဲညစ်နေပြီးအစင်မပြေမှုတွေကြုံလာတဲ့အခါကြေကြေတာနဲ့တိုက်ဆိုင်ခဲ့ရင်တော့ ကို့ခက်ခဲလေးတွေပြင်လဲပါစေဆိုပြီးတော့ဆုတောင်းကြည့်ပါပြည့်တတ်ပါရင်ဒါပေမဲ့ညကောင်းငင်ကြီးကိုတတ်တတ်မဲ့ငင်းမောနေရင်ကကြဲကြွေကြတာကိုစောင့်ပြီးဆုတောင်းရင်တော့ဘာမှထူးခြားမှမဟုတ်ပါဘူးလေတိုက်ဆိုင်မှုလိုအပ်ပါလေလေနော်နမတ်ကြောင့်ငှက်ကြီးပါကြတာတခါတလေမှတွိုင်းလိုက်ရင်နဲ့များတင်ကောင်းမော်ဒါမှမဟုတ်တင်းရဲ့ဝေစားဖို့ကိုငှက်ကြီးပါကြရင်တော့အရန်ကြီးစိတ်နှောက်ရှက်မဖြစ်လိုက်ပါနဲ့အခုလောကို့ဘော်ကိုငှက်ကြီးပါကြရင်တော့ မကြခင်မှာကံကောင်းခြင်းတွေက ရောက်လာတော့မေငွေကြေးလက်ဝင်တော့မေဆိုတော့ရှေ့ပြေးနမိတ်ပဲဖြစ်ပါတယ်နမတ်ခုနဲ့ရှာကိုက်မိတာမြမရူဆမှာ ရှာကိုက်မိရင်တယောက်ယောက်ကကိုယ့်အကြောင်းအတင်းတွေပြောနေပြီလို့ယူဆကြတာရှိသလိုနိုင်ငံတကာမှာလည်းနားရှာရင် အတင်းပြောခံနေရပြီဆိုပြီးတော့ယူဆကြတာမျိုးရှိနေပါတယ်ဘယ်ဘန်နားရှာရင်ကိုယ့်အကြောင်းအကောင်းပြောတာဖြစ်ပြီးညာဘန်နားရှာရင်တော့မကောင်းတဲ့အတင်းပြင်းတွေအပြောခံရတယ်လို့သတ်မှတ်ပါတယ် ။ဘာပဲဖြစ်ဖြစ်နားရတာကလူမှုဆက်ဆံရေးမိတ်ဆွေအတိုင်းဝိုင်းနဲ့ပတ်သက်လို့စိတ်ဆန္ဒစရာတစ်ခုခုကြုံရမယ့်နမိတ်အဖြစ်ယူဆကြပါလိမ့်။နမရှိအင်ကိုပြောင်းအောင်ဆွဲတာနွယ်ပင်တက်တာ ပြောင်းအောင်ဆွဲတာနွယ်ပင်တက်တာနဲ့ပတ်သက်လို့တော့မြန်မာနဲ့တခြားနိုင်ငံတွေကြားမှာအယူအဆကွဲလွဲမှုရှိပါတယ်။ကမ္ဘာသုံးနမိတ်မှာအင်ကိုနွယ်တက်တာကိုနမိတ်ကောင်းလို့ယူဆပေမဲ့မြမရိုးရဘေးဒီမာကချိန်ရင်းနောက်ဘေးမှာတက်မှနမိတ်ကောင်းဖြစ်တာပါ။ အိမ်ရှိမျက်နှာစာနှွေတိုက်ရင်တော့အိမ်တွင်းရှိရာပြဿနာဖြစ်တဲ့တည်းဆိုပြီးတော့ယူဆတာမျိုးရှိပါသေး။ပြောင်းအောင်ဆွဲရင်လေနောက်ပွေးမှာဆွဲမှနမိတ်ကောင်းဖြစ်ယူဆပါသေး။အိမ်ရှိခေါင်းရင်းမှာဆွဲရင် စီးပွားရေးညံ့သွားတတ်ပါသေး။နမကုအဝေးစားပြောင်းမြန်ဝင်မိတာတကံတလီမှမရှိရဲပဲအဝေးစားကို ပြောင်းမြန်ဝင်မိတာမျိုးဖြစ်တတ်ပါသေး။အင်ကြီးပဲဖြစ်ဖြစ်ဘာမိကိုပဲဖြစ်ဖြစ်ပြောင်းမြန်ဝင်မိရှင်လေဒါကကံကောင်းစင်နမိတ်ပါ။ မကောင်းတဲ့ကံတွေပြောင်းပြန်လှန်တော့မယ်ဆိုတဲ့သဘောပါလေရှင်။ပရိသတ်များရှင်ဒီကနေ့မှပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကိုကြံ့နေတဲ့တည်းဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လေးလုပ်သားပေးဖို့အတွက်မေးကြပါနဲ့နော်။နားဆင်အားပေးကြတဲ့ဗမာဆန်မြပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။